မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကခရစ်ယာန်ဓမ္မပညာမှာတကယ်ကိုအခြေတင်ဖြစ်ခဲ့တဲ့မေခွန်းတစ်ခုပါထာဝရအခြေမစခင်ကတည်းကဗောလေဖခင်သခင်ရဲ့ဖြစ်တည်မှုထဲမှာခမီးတို့နဲ့တားတော်ရဲ့ဆက်ဆံရေးကဘလို့လဲခမီးတို့ကတားတော်ထက်ပိုကြီးမြတ်နေတာလားထာဝရမှာကိုပြောတာနော်ဒါမှမဟုတ်သူတို့အစကတည်းကတန်းတူပဲလားတကတ်တူလေးနည်းနည်းတဲ့ကိစ္စပဲဟုတ်ကဲ့တေးကနည်းနည်းပါတယ်ဒီမေခွန်းက2000ကြီးပြီးတော့ ညာရှင်နေယုံကြည်သူတွေကြားမှာအပြာလန်ဆွေးနွေးခဲ့ကြငင်းခွန်ခဲ့ကြတဲ့ကြောက်ရပါဆိုတော့ဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းကတော့လေဒီအမြင်နှစ်ခုကိုစမ်းစာထောက်တာရင်းနဲ့ဘလို့တိဆောက်ထားကြလဲဆိုတော့ကိုအဓိကလေ့လာထားတဲ့သုံးသက်ချက်တွေဇာတ်ရည်ပေါ်မှာအခြေခံသွားမှာပါဟိုဒီဘေဘေကမှလည်းမားတယ်ဆိုဆုံးဝဖို့ချက်ပေါ့ဒီရှုပ်ထွေးရဲ့ယူဆရဲ့ရှုတော့မျိုးစုံကို နားလည်ဖို့စ조사ကြည့်ကြတဲ့သဘောပါပဲသုံးအမြင်ပကစားလိုက်အောင်ခမေးတော်ဟာထာဝရမနောတားတော်ထက်ကြီးမြတ်တယ်ဆိုတဲ့ရှုထောင့်ပေါ့ဒီဘက်ကအခိုင်အမာဆုံးကိုးကားချက်ကယောဟန်၁၄ဒသမရှိမှာယေရှုကိုယ်တိုင်ပြောခဲ့လေငါခမေးတော်ဒီငါထက်ကြီးမြတ်တော်မူ၏ဆိုတာပဲထင်မြင်ချင်တယ်နော်အဲ့တော့သူတို့ဘလို့အတိတ်ပဲဖွင့်ကြလဲအင်းဒီအမြင်ကိုလက်ကင်ထောင်းတဲ့သူတွေကတော့လေ အဲဒီစကားကယေရှုလူလောကမှာလူစားတိခံနေတဲ့ခြင်းကိုတတင်မဟုတ်ဘူးသာဝရသဘောတဘာဝအရာကိုခမင်းတော်ကပုံမြင့်တယ်ဆိုတာကိုပြနေတာလို့ဆိုကြတယ်ဆိုလိုတာကသားတော်ကဖျားအပြည့်ဝဖြစ်နေတောင်မှပေါ့လေသူတို့ရဲ့ဆက်နွယ်မှုမှာအမ်လုံငန်းတောင်ဝဲရခမင်းတော်ကဦးဆောင်သူသားတော်ကလိုက်နာသူဆိုတော့သာဝရတည်မြဲနေတဲ့အဆီဇင်တစ်ခုရှိတယ်လို့ယူဆကြတာအာစိတ်ဝင်စားစရာပဲဒါဆိုသားတော်ကဖျားအနေနဲ့တောင်မှနားခံမှုပြရတယ်ဆိုတဲ့သဘောလားဟုတ်ပါတယ် အဲ့ဒီလိုဆိုလိုတာတခြားပဲကြမ်းချဲ့တယ်ရာရောဒီအမြင့်ကိုထောက်ခံသေးလေရှိပါတယ်ဥပမာတားတော်ရဲ့ဖြစ်ပွားလာခြင်းပေါ့လေတပါးသေးသောတားတော်လိုဘာသာပြန်ကြတဲ့ဂရိစကလုံးမိုနိုဂျီနီးစ်ပေါ့အဲ့ဒါကတိုက်ရိုက်ကြည့်ဖန်ဆင်းခံလို့မဆိုလိုပေမဲ့ခမည်းတော်အစည်းအကမ်းနေထူးခြားစွာဆင့်တက်လာသူခမည်းတော်ကအရင်အမည်ဖြစ်တယ်ဆိုတဲ့သဘောကိုစောင့်တယ်လို့ဆိုကြတယ်ဥပမာဟေဘရဲ9:9မှာအာဗြဟံကဟိုတယ် လေးဝီထက်ကြီးမြတ်တယ်လို့မျိုးပေါ့။မွေးဖွားသူဒါမှမဟုတ်အရင်ခံဖြစ်သူကပိုကြီးမြတ်တယ်ဆိုတဲ့တဘာဝနိယမလို့မျိုးနဲ့ရှင်ပြကြတာ။အော်ဟုတ်ကဲ့။ပြီးတော့ယောဟန်ဆက်တုချက်ဆက်ချုံမှာယေရှုကိုယ်တိုင်ကဆေးလွတ်ခံရတော်သူသည်ဆေးလွတ်တော်သူထက်မကြီးမြတ်ဘူးလို့ပြောခဲ့တာကိုလည်းကိုးကားကြတယ်။ဆိုတော့ခမည်းတော်ဆေးလွတ်သူကတားတော်ဆေးလွတ်ခံရသူထက်ကြီးမြတ်တယ်ပေါ့။အနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူတို့ဘယ်ကြမ်းချက်ကိုကိုးကားလဲ။အဆုံးမှာဖျားသခင် ဆိုလိုတာကခမီးတော်ပေါ့အလုံးစုံတို့ရဲ့အလုံးစုံဖြစ်လာဖို့အတွက်တတော်ကိုယ်တိုင်ကခမီးတော်ရဲ့လက်အကိုပြန်ခံယူလိမ့်မယ်လို့ဆိုထားတယ်။အဲဒါကိုခမီးတော်ရဲ့အန်တီမအချုပ်ချာအာဏာနဲ့ကြီးမြတ်မှုကိုပြားတဲ့အထောက်အထားဖြစ်ဒီအမြင်ကတော်တော်လေးအလေးပေးတယ်။ဟုတ်ကဲ့။ဒါဆိုရင်တိကောရင်သုစသစ်၃ကခရစ်တော်ဤဦးခေါင်းကဖျားသခင်ဖြစ်တော်မူဤဆိုတာကတော့ဒီအမြင်နဲ့ဘလို့ဆက်ဆက်နေပါသလဲ။ဒါလည်းအရေးပါတယ်ကြမ်းချစ်တစ်ခုမယ်။ဒီအမြင်ရတော့ ဒါဟာထာဝရဆက်နွယ်မှုထဲကအမ်ဥဆောင်မှုနဲ့လက်အောက်ခံမှု headship and submission ကိုပေါ်ပြတာလို့ဆိုရင်ခမေတော်ကအရာအားလုံးရဲ့အရေးမြစ် source ဖြစ်တယ်ဆိုတဲ့သဘောကိုလေယိုဟန်ငွားခွန်နဲ့ဆက်နေချိတ်ပြရတယ်ခမေတော်သည်မိမိ၌အသက်ရှိတော်မူတကယ်သို့တားတော်အားလေမိမိ၌အသက်ရှိစေခြင်းက အခွင့်ပေးတော်မူပြီဆိုတာလေဆိုလိုတာကအသက်ရဲ့အရင်းကံကခမေတော်စီမှာရှိပြီး သားတော်ကိုပြီးအပ်ထားတယ်ဆိုတဲ့သဘောမျိုး။အာဟုတ်ကဲ့။ဗျာဒိတ်ကျန်းကားမှာဝုတ်ဖြူကိုးွယ်တဲ့မြင်းကွင်းမှာလဲပလင်တော်မှာထိုင်နေတဲ့ခမေးတော်ကို အရင်ဖော်ပြတယ်။ပြီးမှတိုးတငယ်သားတော်ကိုဖော်ပြတာ။အဲ့ဒါကလည်းအဆင့်အတန်းအရခမေးတော်ကပိုမြင့်တယ်ဆိုတာကိုတွေးဝဲပြတယ်လို့အတိအပယ်ဖွင့်ချပြန်ရော။ဟုတ်ကဲ့။ဒီအမြင်ကတော့ခမေးတော်ရဲ့ထာဝရကြီးမြတ်မှုကိုကြမ်းချက်တော်တော်များများနဲ့အကြံထားတာတွေ့ရတာကောနော်။ ဒါပေမဲ့ဒီချမ်းချက်တွေကိုပဲတမျိုးတစ်ဖုံအဘိပေဖွင့်ပြီးတော့ခမီးတော်နဲ့တားတော်ဟာထာဝရမှာတန်တူနည်းမြဖြစ်တယ်လို့ဆိုတဲ့ဒုတိယအမြင်ဘက်ကိုဆက်ကြည့်ရအောင်လေသူတို့ရဲ့အဓိကကြောက်ခံချက်ကဘာများဖြစ်မလဲဒီဒုတိယအမြင်အဓိကအချက်ကတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး1ပါပဲအဲ့ဒီမှာတားတော်ဟာဖျားသခင်ဤတန်တန်တော်နဲ့ပြည့်စုံတော်မူပေမဲ့ဖျားသခင်ဤပြိုင်သော အမှုကိုလူယူခြင်းအမှုဟောမထင်မှတ်ပဲမိမိကိုယ်ကို အောက်နှိတ်ချပြီး ကျွန်းစန္ဒန်ဆောင်ကလူစားဒီကိုခံယူခဲ့တယ်လို့ဆိုထားတာလိ။ဒါကြောင့်အဲ့ဒီခမီးတော်ဒီငါးထက်ကြီးမြတ်တော်မူ၏ဆိုရဲယောဟန်စလီတနည်းလေးရှစ်ကစကားတွေဟာတားတော်ရဲ့သာဝရသဘောတဘာဝကိုပြောတာမဟုတ်ဘူး။သူ့ရဲ့ကေတင်ချင်းအမှုတော်အတွက် လူစားဒီခံယူပြီးမိမိကိုယ်ကိုစန္ဒအလျောက်အောင်းနှင့်ချထားတဲ့အခြေအနေကိုပဲရည်ညွှန်းတာလို့ဒီအမြင်ကအလေးဖိတယ်။အာ ဒါဆိုရင်တို့ရဲ့ထာဝရတန်းချူညီမြောက်မှုကိုတော့ဘယ်ချမ်းချက်တွေနဲ့ထောက်ပြကြလဲအများကြီးရှိတာပေါ့ဥပမာယောဟန်ဆက်ခမင်ဖွန်ခွန်မှာယေရှုကဤလောကမှာရှိမီကိုတော်အထံ၌အကျွန်ုပ်ခံစားသောဘုံအတရင်နဲ့ယခုပင်အကျွန်ုပ်ကိုချီးမြောက်တော်မူပါလို့စူးတောင်းခဲ့တယ်။အဲ့ဒါလူဇာတိမခံယူခင်ကလေးကခမည်းတော်နဲ့တန်းတူဘုံအတရင်ရှိခဲ့တယ်ဆိုတာကိုပြနေတာပေါ့။ပြီးတော့ယောဟန်၁၃မှာ၃၀မှာငါနဲ့ ခမေးတော်တွေတလုံးတဝက်တွေဖြီးတည်လို့တိုက်ရိုက်ကိုမိတ်ဆိုထားတာပဲဟုတ်ပါယောဟန်၅ဘွင်၁၈မှာဆိုရင်လေယေရှုကဖျားတကင်ကိုငါအားလို့ခေါ်တဲ့အတွက်ယူဒာလူတွေကသူ့ကိုမိမိကိုယ်ကိုဖျားတကင်နဲ့တန်းတူပြုသောကြောင့်ဆိုပြီးတပ်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုထားတယ်လေဒါကယေရှုရဲ့စကားကိုအဲ့ဒီခေတ်ကလူတွေကတောင်တန်းတူပြုခြင်းအဖြစ်နားလည်ခဲ့ကြတယ်ဆိုတာကိုပြနေတာပေါ့ခင်းတဲ့ဂုံကြီးတွေတန်ခိုးတွေကိုအထူးထူးပိုင်ဆိုင်အကြောင်းဖော်ပြတဲ့ကြမ်းကြက်တွေလည်းအများကြီးပဲဥပမာ ကိုလိုသက်၁၁၆အရာအရာခက်သင်မြင်ရတာရောမမြင်ရတာရောအကွန်လုံးဟာတားတော်အားဖြင့်တားတော်အတွက်ဖန်ဆင်းခံခဲ့ရပြီးရောအရာခက်သင်ဟာသူ့အားဖြင့်ပဲတည်မြဲနေတယ်။ဟေဗြဲ၁၁၃မှာဆိုရင်လေတားတော်ဟာတန်ခိုးတော်နေပြည့်စုံသောမိမိအမိန့်တော်အားဖြင့်ခက်သိမ်းသောရာတို့ကိုအုပ်စိုးတော်မူလေလို့ဆိုထားတယ်။ကိုလိုသက်၃၁၇မှာဆိုရင်ပိုးတောင်ဆိုးသေးတယ် ခရစ်တော်သည်အလုံးစုံဖြစ်တော်မူရဲ့အလုံးစုံသူ၌ချီတော်မူ၏တဲ့ဟုတ်ပါတယ်ဒါတွေအလုံးကအချိန်နဲ့နေရာ space time လို့ခေါ်တဲ့ဒီဖန်ဆင်းခံစကြဝဠာကိုကြော်လွန်တဲ့တန်ကုဖျားသခင်ဖြစ်ခြင်းကိုညွန်ပြနေလေလို့ဒီမြင်ကဆိုပါတယ်ဒီနေရာမှာစောစောကအမြင်တစ်ကထောက်ပြတဲ့တာဦးကိစ္စလေကိုလောသက်ဆက်တစ်စကားကဖန်ဆင်းခံခတ်သိမ်းတို့တွင်တာဦးဖြစ်တော်မူ၏ဆိုတာကိုဒီအမြင်ကဘလို့ရှင်းပြလဲဒါကပထမဆုံးဖန်ဆင်းခံလို့အဓိပ္ပာယ်တည်ရောက်နေတယ်လို့ပဲနော်ဟုတ်လေတာဦး firstborn grima protococcus ဆိုတာအချိန်အရပထမဆုံးဖန်ဆင်းခံရသလိုဆိုလိုတာမဟုတ်ဘူးပေါ့ရှေ့ခေတ်ယဉ်ကျေးမှုတွေမှာတားအိုးဆိုတာအမွေဆက်ခံခွင့်အဆင့်အတန်းအခွင့်အနာမှာအမြင့်ဆုံးဥဆုံးဖြစ်ခြင်းကိုရည်ညွှန်းတဲ့အတုံးတွန်းဖြစ်တယ်။ဒါကြောင့်ဒီကြံပိုက်ကတားလိုဟာဖန်ဆင်းခံအလုံးပေါ်မှာအချို့အချာအာနာရှိသူဖန်ဆင်းခြင်းရဲ့အဓိကရည်ရွယ်ချက်ရှေ့ပြေပုံစံ archetype ဖြစ်တယ်လို့ဆိုလိုတာပါအခန်းငယ်16မှာ သူ့ကိုယ်လိုက်ကဖန်ဆင်းရှင်ဖြစ်ကြောင်းဆက်ရှင်းပြထားတာကဒါကိုပိုခိုင်မစေတယ်သူဟာဖန်ဆင်းခံတဲ့အရှင်ဖြစ်တဲ့သားအိုပါပဲဒါဆိုရင်ယောဟန်10:8မှာရှိကအာဗြဟံမဖြစ်မင်ကရှိ ဆိုတာကတော့အဲ့ဒီငါရှိ I am ဆိုတာကဒီတန်းတူညီမြမှုနဲ့ဘလို့ဆက်ဆက်နေလဲအဲ့ဒါကသားတို့ရဲ့သာဝရဖြစ်တည်မှုနဲ့ဖယားတခင်ဖြစ်ခြင်းကိုအခိုင်အမာဆုံးပြတဲ့ကြံ့ချက်တည်းတွေကတခုပဲငါရှိ I am Greek မှာ ego i me ဆိုတာထမြောက်ရချမ်းမှာမောရှေကိုဘုရားသခင်ကမိမိကိုယ်ကိုပြားဒိတ်ပေးတဲ့နာမည်ယေဟောဝါနဲ့ဆက်ဆက်နေတယ်လို့ကျမ်းမြတ်ရှင်တွေကယူဆကြတယ်။ဒါကသူဟာအစမရှိ အဆုံးမရှိမိမိအလိုအလျောက်တည်ရှိသူ self existent ထေချောင်းကျင်ညာလိုက်တာပဲ။ພັນစင်ကန်တယောက်ကဒီလိုပြောလို့မရဘူးလေ။ပြီးတော့ဆက်ယောဟန်9:20မှာလဲထိုသားတော်သည်စစ်မှန်သောဘုရားသခင် ဖြစ်တော်မူ၏လို့အတိအလင်းဆိုထားတာပဲ။ ဆိုတော့တားတော်ဟာခမီးတော်နဲ့တန်းတူစစ်မှတ်တဲ့ဘုရားသခင်ဖြစ်တယ်လို့ဒီမြင်ကအခိုင်အမာဆိုပါတယ်။ဒါဆိုရင်အဲ့ဒီဆက်ကောလင်တူဆဆဲအယအဆုံးမှာတားတော်ကခမီးတော်ကိုလက်အောက်ခံမယ်ဆိုတာကိုလို့ဒီအမြင်ကဘယ်လိုရှင်းပြမလဲ။ဆော့ဆော့အမြင်ဝမ်းတော့ဒါကအဓိကကြံ့ကြက်ကြီးဖြစ်နေတာလေ။ဟုတ်ကဲ့။ကောင်းတဲ့မိခုံးမှာဒီမြင်ကအဲ့ဒီလက်အောက်ခံခြင်းကိုသာဝရအစင်တန်နေကြတော့တာလို့မမြင်ဘူး။ဒါဟာတားတော်က သူ့ရဲ့ရွေးနှုတ်ခြင်းအမှုတော်ကြီးကိုပြီးမြောက်အောင်မြင်စွာဆောင်ရွက်ပြီးတော့အဲ့ဒီအမှုရဲ့အတိအပွင့်ဖြစ်တဲ့ပြန်လဲတက်မြက်ပြီးတော့ဖန်ဆင်းခြင်းကိုခမီးတော်ရှိကိုပြန်လဲအနန္တနဲ့လောက်ရဲ့အဖြစ်ရှုမြင်ကြတယ်။ဒါဟာသူ့ရဲ့မူလတန်းတူညီမြအခြင်းနေဖိလစ်ပီ9.6မှာပြောထားတယ်လို့ကိုပြန်ရောက်သွားတာ။ဒါမှမဟုတ်ဖျားသုံးပါးရဲ့အပြန်လဲလက်အောက်ခံခြင်းဆိုတဲ့သဘောတဘာဝရဲ့ထင်ရှားပြောင်းမှုတစ်ခုဖြစ်နိုင်တယ်လို့ဆိုကြတယ်။အချို့ကတော့ထာဝရကာလမှာသူတို့ကတူဦးကိုတူအပြန်လဲလက်အောက်ခံကြမလားလို့တောင်စဉ်းစားကြသေးတယ်။ကဲ အမြင်တစ်ခုစလုံးကတော့သူတို့ရဲ့ယက်တီချက်တွေကိုကျန်းစာတွေနဲ့အခိုင်မာတိဆောက်ထားကြတာတွေ့ရတယ်နော်။တစ်ဖက်ကအစင်စင်အုပ်ချုပ်မှုဟို hierarchy ကိုပြတဲ့ကျန်းချက်တွေနောက်တစ်ဖက်ကတန်တူညီမျှမှု equality ကိုပြတဲ့ကျန်းချက်တွေဒီလိုအပေါ်ယံကြည့်ရင်ကွယ်လွဲနေပုံရတဲ့အချက်တွေကိုဘယ်လိုပေါင်းဆက်ပြီးနားလည်နိုင်မလဲ။ဒါမှမဟုတ်ပေါင်းဆက်လို့ရရနိုင်ရဲ့လား။ဒါကခရစ်ယာန်ဓမ္မပညာရဲ့တကယ်အကြီးမားဆုံးစိန်ခေါ်မှုတွေတဲ့ကတစ်ခုပါပဲ။ဟုတ်တယ်။ တည့်ရိပ်ပေါင်းဆက်ရှင်းပြဖို့စ조사တဲ့နီးလန်းတွေတော့ရှိပါတယ်။အဓိကအချက်ကတော့ဆက်ဆက်အကြောင်းအရာပေါ့လေ context ပေါ့ကျမ်းချက်တစ်ခုက တားတော်ရဲ့ထာဝရဘုရားသခင်ဖြစ်ခြင်း ontological status ကိုပြောနေတာလားဓမ္မမောသူ့ရဲ့လူစားသည့်ခံယူပြီးကယ်တင်ခြင်းအဖို့ဆောင်ရွက်နေတော့ကလုပ်ငန်းတော်ဝန်ဆိုင်ရာအခန်းကဏ္ဍ economic functional role ကိုပြောနေတာလားဆိုတာကိုခွဲခြားဖို့လိုတယ်လို့ဆိုကြတယ်ဥပမာလေးတစ်ခုလောက်ပေးပါဦးဥပမာဆာလန်နှစ်တင်ခုနဲ့ တမန်တော်စတုံ33မှာခမေးတော်ကတင်ဒီငါတာဖြစ်၏ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီလို့မိန့်တာကိုကြည်လီဒါကိုတားတော်ကိုအချင်းတစ်ခုမှာဖန်ဆင်းလိုက်တယ်ဒါမှမဟုတ်မွေးဖွားလိုက်တယ်လို့အပေါ်ယံနားလည်နိုင်ပေမဲ့ကျမ်းပညာရှင်အများစုကတော့ဒါဟာတားတော်ရဲ့ထာဝရမူလအစကို ပြောတာမဟုတ်ဘူးသူ့ရဲ့ရှင်ပြန်ထာမြောက်ခြင်းအချိန်အခါကိုယဉ်နွန်းတယ်လို့လက်ခံကြတယ်ရှင်ပြန်ထာမြောက်ခြင်းကတည်ခြင်းနဲ့အဖြစ်ကိုအောင်နိုင်ပြီး ဖျားတခင်ရဲ့တားတော်ဖြစ်အခိုင်မအတိမတ်ပြုကြီးညာလိုက်တဲ့အချိန်ခါဖြစ်တယ်ဆိုတဲ့သဘောပေါ့ယွန်းကြီးသူတွေလည်းရှင်ပြန်ထာမြော့ချင်းအဖြစ်ဖျားရဲ့မွေစားခန့်တာသမီတွေဖြစ်လာကြမဲ့သဘောတရားနဲ့လည်းဆက်ဆက်နေပါတယ်ယုံမစသုံးစသုံးမဆိုထားသလိုဒါဆိုတားတော်ကဘာလို့မိမိကိုယ်ကိုအောက်နှိမ်ချပြီးလူစားဒီခံယူဖို့ဖန်ဆင်းခံလို့အနေထားမျိုးကိုခံယူဖို့လိုအပ်ခဲ့ရတာလဲသူ့မူလကတည်းကတန်းတူဖျားဆိုရင်လေဒီမြတ်တော့ဒါတည်တင်းချင်းအစီအစဉ်ရဲ့ အဓိကစိတ်ပိုင်းပါပဲသူဟာအပြစ်သားတွေအတွက်အသေးခံဖို့အပြစ်ကင်းစင်တဲ့လူသားတရားအဖြစ်ပညာတရားကိုအပြည့်အဝကျင့်ကြံဖို့လဝါကတိုင်အားဖြင့် ပြန်လည်တည်မဲ့ခြင်းကိုဆောင်ခြင်းပြီးဖန်ဆင်းခြင်းကိုပြည့်စုံစေဖို့တည်ခြင်းမှသမြောက်ခြင်းအားဖြင့်စုံလင်တဲ့ဖန်ဆင်းခံအသည့်ရဲ့ရှေ့ပြေပုံစံတာဝုဖြစ်လာဖို့အတွက်မိမိကိုယ်ကိုစံတားလျောင်းနှိမ်ချခဲ့တာပါအာဟုတ်ကဲ့ဟေဘေးတစ်စစ်နဲ့က တားတော်ကိုခက်သိမ်းသောအရာတော်ကိုအမွေခံစေခြင်းကခံတားတော်မူတဲ့ဆိုတာကတော့သူကဖန်ဆင်းရှင်ဆိုရင်အမွေခံစရာလိုသေးလို့လားအဲ့ဒါလေစိတ်ဝင်စားဖို့ကောင်းတဲ့အနုစိတ်တဲ့အချက်ပဲဒီအမြင်ကတားတော်ဟာဖန်ဆင်းရှင်ဖျားနေနဲ့အမွေခံတာမဟုတ်ဘူးလို့ဆိုတယ်ဘာလို့လဲဆိုတော့အရာအလုံးကသူ့အစာဖြစ်ပြီးသားမို့လို့ပေါ့သူဟာတားအိုးဆိုတဲ့အဆင့်အတန်းအရာ လူသားမျိုးနွယ်ရကိုစားလင်အောင်မြင်စွာရှင်ပြန်ထမ်းမြောက်လာတဲ့ပရမဆုံးသူအနေနဲ့အမွေကိုတရားဝင်ခံယူတာဖြစ်တယ်လို့ရှင်းပြကြတယ်။ဒီလို "तू ကအမွေခံခြင်းအပြင်သူ့ကိုယုံကြည်တဲ့သူတွေ၊ငွေစားခံရတဲ့သားသမီးတွေကိုလည်း तू နဲ့အတူအမွေခံသည်ဖြစ်စေဖို့လမ်းဖွင့်ပေးခဲ့တာပါ"ဂလာတိ3:29တို့ပြားဒိ27ပွင့်ခွန်မှာပါတယ်လို့ဒါဟာသူ့ရဲ့ကယ်တင်ခြင်းအမှုရဲ့အစင်းပေးတာတစ်ခုပါပဲ။ဒါဆိုရင်ခြုံပြီးပြောရမယ်ဆိုရင်တားတော်ရဲ့တားအဖြစ်ဆိုတာက သူ့ရဲ့သာဝရသဘောတဘာဝနဲ့ရောလူစားဒီခံယူခြင်းအခန်းကဏ္ဍနဲ့ရောနှမျိုးစလုံးနဲ့ဆက်ဆက်နေတယ်လို့ပြောလို့ရမလားဟုတ်ကဲ့အဲ့ဒီလိုနားလည်မှုကဒီအမြင်တစ်ခုကိုချိန်ကြီးဖို့စူးစမ်းတဲ့နေရာမှာအထောက်အကူပြုနိုင်ပါတယ်သူဟာတိယောဟန်တိတိတိအယခမေရိုးနဲ့အတူသာဝရတီရှိခဲ့တဲ့ဖျားသခင်ဖြစ်တဲ့တစ်ချိန်တည်းမှာပဲလူစားဒီခံယူပြီးတားတော်အဖြစ်ခမေရိုးကိုနာခံခြင်းအဖြစ်ကတင်ကြီးအစီအစဉ်ကိုပြည့်စုံစေခဲ့တယ်အရေးကြီးတာတစ်ခုက ြားသိက်9.1နဲ့နဲ့ဟေဗရီ1.6မှာတတော်ဟာခမဲတော်နဲ့တန်းသူဝုဒ်ဖြူကိုကိုရင်ကိုခံယူရတယ်ဆိုတာပါပဲဒါကသူတို့ရဲ့တန်းသူဖျားဖြစ်ခြင်းကိုအခိုင်အမာပြနေတာပေါ့ဒီရှင်းပြချက်တွေကရှုပ်ထွေးနေတဲ့ကြမ်းချက်တွေကိုအလင်းပြတ်တက်လို့တော့ရှိတာဒါပေမဲ့အဆုံးဆုံးဒီနားနဲ့ဟိုကြောတကယ်ခတ်နေတော့မယ်နော်အမှန်ပါပဲနောက်ဆုံးမှကျွန်တော်တို့တတိပြုရမယ်အရေးကြီးဆုံးအချက်ကတော့လူသားတွေရဲ့အကန့်အသတ်ပါပဲ ကျွန်တော်ဟာအချိန်နဲ့နေရာဆိုတဲ့ပုံထဲမှာနေထိုင်တဲ့ဖန်းစင်ခံနေလေ။ထာဝရတရှိပြီးအချိန်နဲ့နေရာကိုကြော်လွန်တဲ့ဖျားသခင်နဲ့နဲ့မှုတွေသုံးပါတစုရဲ့တကယ့်အတွင်တဘာတဘာဝကိုကျွန်တော်ရဲ့ကန့်သက်ထားတဲ့ညာနဲ့အပြည့်အဝစွပ်ကွိနားလည်နိုင်စွမ်းမရှိပါဘူး။ဖျားသခင်ကမိမိကိုယ်ကိုစံစားတယ်မှာယေရှုခရစ်တော်အဖင်ထင်ရှားပြသလောက်ကိုပဲကျွန်တော်တို့သိနိုင်တာပါ။မဿဲ7:29တို့တေကောရိန္သုနှစ်ထပ်6:17တို့မှာဆိုထားသလိုပါ။ ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ရရင်ခမည်းတော်နဲ့တားတော်ရဲ့စနွယ်မှုနဲ့ပတ်သက်ပြီးစံစာထဲမှာအစဉ်အတန်းကွာခြားမှု hierarchy ကိုပြတဲ့စံချက်ရောတန်းတူညီမျှမှု equality ကိုပြတဲ့စံချက်ရောနှစ်မျိုးစလုံးရှိနေတယ်အဓိကဖြစ်ရှင်းကြည့်တဲ့နီလန်းကတော့ဆစ်ဆက်အကြောင်းအရာကိုကြည့်ပြီးတားတော်ရဲ့ထာဝရဘုရားဖြစ်ခြင်းသဘောတဘာဝနဲ့ လူစားတီခံယူစဉ်ကကဲတင်ချင်းအသက်ဆောင်ရွက်ခဲ့တဲ့အခန်းကဏ္ဍကိုခွဲခြားနားလည်ဖို့စ조사ခြင်းဖြစ်တယ်လို့ဆိုနိုင်မလားဟုတ်ပါတယ်အကျံဖြင့်အဲ့လိုပြောနိုင်ပါတယ်လူစားတီခံယူစဉ်မှာကဲတင်ချင်းရဲ့ရှေ့ပြေးပုံစံဖြစ်လာဖို့အတွက်တားတော်ကစန္ဒားအလျောက်လက်အောက်ခံအနေထားကိုယူခဲ့မယ်သူတို့ရဲ့ထာဝရဖြစ်တည်မှုမှာတော့ဖန်ဆင်းရှင်ထင်းတင်းဆောင်ရှောက်သူတန်းတူဖုံးအသေးတဲ့ရှိသူတွေအဖြစ်စံစာကဖော်ပြထားတယ် ဒီနခုကြားကတန်းရှင်ကိုအပြည့်အဝဖြည့်ရှင်းဖို့ထက်နှိမ့်ချစွာနဲ့ဘုရားသခင်ရဲ့နန်းနဲမှုကိုအတိမတ်ပြဖို့ကပိုရေးကြီးတယ်လို့ဆိုနိုင်မှာပေါ့ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့အချက်တွေကနားထောင်သူတွေအကြက်အသွေးအမြင်တစ်တွေရစေပြီးတော့ဒီလိုနက်နဲတော့ဘာသာရေးအယူအဆတွေကိုပိုပြီးစိတ်ဝင်စားလာစေဖို့တွန်းအားပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီကြောင်ရနဲ့ပတ်သက်ပြီးကျမတို့မချစ်တွေ့ချစ်ခဲ့တဲ့အခြားရှုထောင့်တွေမေးခွန်းတွေအများကြီးကျန်ပါသေးလေ။ စဉ်းစားစရာလေးခြံထားခဲ့ကျင်တာကတော့ဒီလိုအငင်းပွားမှုတွေဟာကျန်းစာကိုနိုင်ကောတကယ်ကွဲလွဲနေလို့လားဒါမှမဟုတ်အချိန်နေရာအစစ်အတန်းဆိုတဲ့ကျမတို့ရဲ့လူအတိငင်ပေါခတ်မှုတွေနဲ့ထာဝရဘုရားသခင်ကိုနားလည်ဖို့ကြိုးစားရတဲ့ပေါ်ဖွာလာတဲ့အခက်ခဲတွေလားဆိုတာပါပဲကောင်းမွန်တဲ့မိခွန်းထုံမှုပါပဲဒီလိုအဖြစ်ရှားရခက်တဲ့မိခွန်းတွေကပဲကျွန်းတို့ရဲ့ယုံကြည်ခြင်းနဲ့နားလည်နိုင်စွမ်းရဲ့နယ်နိမိတွေကိုပြန်လည်စဉ်းစားသုံးသပ်စေတာပါ ဒီကြောင်းရာကိုစိတ်ဝင်စားရင်ကိုတိုင်ကျန်းစာကိုပြန်ဖတ်ရှုစဉ်ရင်သုံးသက်ကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲရန်နာလိုက်ပါစေ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။